အဖေပေးတဲ့ဆုံးမစကားသုံးခွန်းလောကမှာလူ၃မျိုးရှိပါတယ်နံပါတ်၁ဘူးပင်နဲ့တူတဲ့လူနံပါတ်၂မြက်ပင်နဲ့တူတဲ့လူနံပါတ်၃ညောင်ပင်ကြီးနဲ့တူတဲ့လူဒီစကားဟာကျွန်တော်အဖေကျွန်တော်ကိုဆုံးမခဲ့တဲ့စကားတွေပါဒီတော့မိတ်ဆွေတို့ကို ကျွန်တော်အဖေဆုံးမခဲ့တဲ့အတိုင်းပြန်လည်မျှဝေပေးပါမယ်အဖေကပြောပါတယ်နံပါတ်၁ဘူးပင်နဲ့တူတဲ့လူ ဘူးပင်တွေကိုကျေစံသားငယ်ဒီကောင်တွေကအမြင့်ရောက်မှအတိတင်တာအတိတီးဖို့စင်ပေးရတယ်စင်မရှိရင်သူ့မှိန်တက်ဖို့အပင်ကြီးကြီးရှိမှရမယ်အမင်းမပါရင်အမြင့်မရောက်တတ်ဘူးဒီလိုပဲငါတို့လူတွေမှာဘူးပင်နဲ့တူတဲ့လူတို့ရှိတယ်ကို့အစွန်းအစမရှိဘူးမိဘတွေရဲ့ပိတ်ဆံတဲ့လူစွာလုံနေကြတဲ့လူတွေမိဘတွေမရှိတဲ့အခါသူတို့ကိုထောက်ပံ့ပေးမဲ့တစုံတစ်ယောက်မရှိတဲ့အခါသူတို့ဘဝပြတ်သွားကြတယ် အမိခိုးမရှိရင်မရှင်းတန်တတ်ကြဘူးငါသားငယ်ဘဝမှာဘုပင်လိုလူမျိုးဘယ်တော့မှမဖြစ်စေနဲ့ဘသူကမှကိုဘေးနာကထာဝရမရှိနိုင်ဘူးအဖေတို့လေငါသားငယ်ကို တနေ့ကျထားသွားရအောင်မယ်အဲ့ဒီအချိန်မှာဘသူကိုမှမိခိုးစရာမလိုတဲ့လူဖြစ်အောင်ကြိုးစားထားဘသူမှမရှိလေဖြစ်တဲ့ဘဝကိုကြိုးစားသားငယ်နံပါတ်1မျက်ပင်နဲ့တူတဲ့လူအဖေတို့ခြံသေးကမျက်ပင်တွေကိုကြည်စမ်းအဖေတို့နှစ်တိုင်းရိတ်တယ် ချင်းတယ်ပေါင်းသက်ဆေးဖြန့်တယ်ဒါပေမဲ့မိုးကျလာရင်ဒီကောင်တွေပြန်ရှင်လာကြရောနောက်ဆုံးဒီကောင်တွေကိုလိတ်ရှင်းရတဲ့အဖေတို့သာမိုးသွားကြတယ်ဒီကောင်တွေကအေးစေးဒီလိုပဲတန်းငယ်တန်းဘဝမှာမျက်ပင်လေးတွေကို အတူယူတင်တယ်ဘသူတွေတန်နှင်းသွားပါစေမမှုဘူးဘလောက်ပင်ရိတ်သိမ်းခံရပါစေမကြောက်ဘူးပြန်ချင်းတမ်းမေထက်စိမ့်လမ်းမေပြန်လေချင်းတမ်းချင်းကိုကမျက်ပင်တွေရဲ့အလှတရားပဲ ငါသားငယ်ဘဝမှာကိုယ်ကိုဖိနှိပ်ရှင်တဲ့လူတွေနင်းချရှင်တဲ့လူတွေအများကြီးကြုံရမယ်ဒါကိုကြောက်ပြီးကိုယ်အိမ်မက်တွေရည်မှန်းချက်တွေကိုလက်မလျှော့ရအောင်ပြန်စ조사မယ်အစ်စ်ကပြန်စမယ်အစကပြန်လောက်ရမယ်ဘလောက်ပဲဖိရှခံရပါစေပြန်လေရှင်နိုင်ရမယ်ဆိုတဲ့စိတ်ကိုထည့်ထားနောက်ဆုံးငါသားကိုနင်းချရှင်တဲ့လူတွေဟာမိုးပန်းသွားကြလိမ့်မယ်ကိုဟာစိန်လန်စီ ရှင်သန်ကြီးထွားစေမျက်ပင်လေးပေါ့နံပါတ်3ညောင်ပင်ကြီးနဲ့တူတဲ့လူငါသာဘဝမှာညောင်ပင်ကြီးလိုနေထိုင်ရမယ်အမြင့်မှာလေတိုက်တာခံရမယ်နေပူတန်ခံရတယ်ဒါပေမဲ့ तू လေးကြမသွားဘူး तू အရေးမှာခေါနာသူတွေကို အရေးပေးတယ်နှက်ကလေးတွေကို ခေါလုံရအင်္ဂလိပ်ပေးတယ်ငါသာနံပါတ်1ကို ရောက်ဖို့ကမခက်ခဲဘူးညံနဲ့လုံးလာဝိရိယပေါင်းဆက်လိုက်ရင်ထိတ်ဆုံးကိုရောက်လာမှာပဲဒါပေမဲ့ ထိတ်ဆုံးမှရက်တီဖို့ကအရန်ခက်ခဲတယ်ကိုကိုတိုက်ခိုက်ကြမယ်နာမည်ဖြတ်ရှင်ကြမယ်အောက်ရှေကနေရိတ်ရှိုးရှင်ကြမယ်အပင်မြင့်လေလေတိုက်လေပေါ့ငါသားရေဒါပေမဲ့အောက်ရှေခိုင်နေရင်ဘရောမှမပြိုလဲဘူးလေဘလောက်ကြမ်းကြမ်းနေဘလောက်ပူပူညောင်ပင်ကြီးကဂယုမဆိုင်ဘူးငါသားစီမှာအတွေ့အကြုံတွေပညာတွေနဲ့ပြောင်းရနေတဲ့အခါဘသူတွေပဲဘလို့တိုက်ခိုက်ကြပါစေမကြရှုံးနိုင်ဘူး ငါသားဘဝမှာဖြစ်လန်းနီးကိုဘရိုးမှမလိုက်နဲ့တဆင့်စီသာစ조사ထိတ်ဆုံးရောက်တဲ့အခါလေးလွယ်လွယ်ပြုတ်မကြနိုင်တော့ဘူးညောင်ပင်ကြီးလိုပဲကိုကိုတိုင်းကပြေဝတဲ့အခါကို့ဘေးကလူတွေကိုအရိပ်ပေးနိုင်တယ်ခိုလုံစင်နိုင်တယ်ပြစ်တပင်ကောင်းငှက်တပေါင်းနားနိုင်တယ်တဲ့ငါသားကိုကပြစ်ဆုံးတဲ့အခါလူအများကြီးကိုအကူအညီပေးနိုင်တာပေါ့ဒီတော့ငါသားဘဝမှာဘလို့အပင်မျိုးဖြစ်ရှင်လဲဘလို့ပြုံမှုနေထိုင်ရှင်လဲ ငါသားငယ်ရွေးချယ်ဖို့အဖေရဲ့ဆုံးမစကားလေးအတိုင်းအခုချိန်ထိကြင်ကြံနေထိုင်နေကြိုးစားသမျှအရာမတင်တဲ့အခါမျက်ပင်လေးကိုအတူယူတယ်တိတ်ခိတ်မှုတွေကိုကြုံလာတဲ့အခါညောင်ပင်ကြီးလိုနှလုံးသွင်းတယ်အမြင့်ကို ရောက်ဖို့ကြိုးစားတဲ့အခါအခြေခံဖို့ဦးစားပေးတယ်ဘူးပင်လိုလူမျိုးဘတော်မှဖြစ်ရှင်ခဲ့ပါဘူးအဖေဆုံးမခဲ့တဲ့စကားလေးကိုကျွန်တော်ရဲ့မိတ်ဆွေများလေးပြန်လည်မျှဝေပေးပါတယ်မိတ်ဆွေတို့ရဲ့သားသမီးတွေကိုလေဒီဆုံးမစကားအတိုင်း ပြန်လည်မျှဝေဆွဆုံးမနိုင်စေဖို့မျှဝေပေးလိုက်ပါရစေဗျအလုံးသားရအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။